အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ကျော်စရာထွန်းပါအဲကျွန်တော် journalist တစ်ယောက်ပါ2006စတင်မှာမှာကျွန်တော်သတင်းတောက်စလုပ်ခဲ့တယ်အခု2025ပေါ့နော်စတင်မှာဆိုရင်အဲ19နှစ်ပြည့်ခဲ့ပြီပေါ့နော်ကျွန်တော်ဒီအလုပ်ကိုဟလာဒီဒီပေါ့နော်ဟိုလုတ်ခဲ့လုတ်ခဲ့အစာပိုင်းပေါ့နော်ဒီဒီလုတ်ကိုကျွန်တော်လုတ်ခဲ့တာဒီတကယ်တော့စာရေးကျင်တာပေါ့နော်ဟိုကျွန်တော် စာရေးကျင်တယ်အဲဆိုတော့ဒီဒီ ဟိုစာရေးချင်တဲ့စိတ်တစ်ခုတည်းနဲ့ပေါ့နော်ဒီလောက်ကိုလုတ်ခဲ့တာကျွန်တော်တို့သတင်းစာဆရာကြီးဘလူကိုအားကြတယ်လို့လာဒီသတင်းစာအကြောင်းကိုကိုဘလောက်သိတယ်လို့ပေါ့နော်ဆိုတော့ဒီဒီဟာမျိုးမဟုတ်ဘူးเนาะဒါပေမဲ့လာဒီသတင်းရေးချင်းအလုံးဟလာဒီဒီပေါ့နော်ဒီဒီသတင်းစာပညာကိုဟိုလေ့လာလိုက်ရတဲ့အခါပေါ့နော်ဒင်းသမားတွေနဲ့ကျွန်တော်တွေ့လိုက်ရတဲ့အချိန်မှာဒီလောက်ကိုပို့ပြီးတော့ဟလာဒီအဲနှစ်သက်ခဲ့တယ်အဲပို့ပြီးတော့ကြိုက်သွားတယ်ဗျာသိလို့မလားဆိုတော့ ဒီဒီအသားကြောင့်လဲပေါ့နော်ဒီစိတ်ဒီစိတ်တွေကြောင့်လဲဖြစ်မှာပါကျွန်တော်ဒီလာဟိုအဲတရင်ဒီဂျာနယ်တွေမှာလောက်ခဲ့တယ်ဟလာဒီတောက်လျှောက်ပဲပေါ့နော်မဂဇင်းတွေမှာလောက်တယ်ပြီးတဲ့ခါကျတော့ဒီအခုဆိုရင်တော့ online ပေါ့နော်ဒီ online ဒီတရင်ဌာနတွေမှာလောက်တယ်ဆိုတော့ဟိုဒီတောက်လျှောက်လုံးစကောနှစ်တောက်လျှောက်လုံးကကျွန်တော်ဒီဒီပေါ့နော်ဒီတရင်ကန်တရင်သမားတွေနဲ့ဟိုအများတိုင်းအတူရှိနေခဲ့တယ်ဟိုဟို အဆက်မပြတ်ပေါ့နော်ဟိုဟာဖြစ်ဖြစ်ခဲ့တယ်ဒီဒီ platform မှာကျွန်တော်ရှိနေခဲ့တယ်ပေါ့နော်ဆိုတော့အဲကျွန်တော်အစလုပ်ခဲ့တဲ့အချိန်က2006ပေါ့နော်2006 2006အဲ့တော့2000ခုရှောရအောင်ဒေါ်လာရေးဆိုတော့ပြီးတဲ့ခါကျတော့2008ဒီ nugget ပေါ့နော်မေလမှာတိုက်ခဲ့တဲ့ nugget ပေါ့နော်ဒီ nugget မုံတိုင်း nugget မုံတိုင်းမှာလဲကျွန်တော်ကတော့ဒီပေါ့နော်သတင်းသမားဘဝ ရဲ့အတွေ့အကြုံတွေကိုအများကြီးရခဲ့တယ်ပြီးတဲ့အခါကျတော့ဒီနာခဲ့တာပေါ့နော်ကျွန်တော်တို့ဒီသတင်းသမားဖြစ်လာဖို့အတွက်ကိုဟိုဘယ်လိုပြောပြောမလဲဟိုလိုဟိုကောင်းတဲ့ဘက်ကကျွန်တော်စဉ်းစားရင်ပေါ့နော်ဟိုအများကြီးထောက်ပံ့ပေးခဲ့တယ်ဆိုတော့နာခဲ့မှာကျွန်တော်တို့သတင်းတွေအများကြီးရခဲ့တယ်စောင်းမားတွေရခဲ့တယ်အဲဟလာဒီနာခဲ့တိုက်ခဲ့တဲ့အရာယူတိုင်းဒေသကြီးဆိုရင်ဟိုနေရာအနှက်နှီးပါကိုရောက်ခဲ့တယ်ပေါ့နော်ဥမာလာဒီဟိုင်ယီဂျွန်းပေါ့ဟိုင်ယီဂျွန်းဟိုတက်ခဲ့တောင်းလက်ပွတ်တာ အလာဒီဒီပြင်စလူစလူစိတ်ဟိုဘက်ဒီရွာလေးတွေဗျာဒီဒီလိန်ဝင်းပေါ့နော်လိန်ဝင်းဆိုတာဒီပေလက်ကန်းသားရွာလေးတွေပေါ့နော်ပြီးတဲ့ခါကျတော့ဒီအလာဒီဖြာဘုံပေါ့ဖြာဘုံဘိုးကလေးမော်လမြိုင်ကျွန်းပြီးတော့ဒေဒီရဲပေါ့နော်ဒီဘက်ဆိုရင်ဒေဒီရဲကိုညံကုန်းဒီဒီနေရာတွေဟိုအနှံ့ကိုသွားပြီးတော့ဒီသတင်းတွေရေးအလာဒီအဲဆောင်းမားတွေရေးပေါ့လေနော်ဆိုတော့ဒီ nugget အတွေ့အကြုံလာဒီဒီဒီအတွေ့အကြုံတွေရပဲကျွန်တော်တို့ ီသတင်းလုတ်ခြင်းသတင်းသမားဒီသတင်းအလုတ်ကိုပို့ပြီးတော့ဟိုချစ်တဲ့စိတ်ပေါ့နော်ပို့ပြီးတော့တံမိုးထားတဲ့စိတ်ကဖြစ်ခဲ့တယ်လို့ကျွန်တော်တို့ယူဆတယ်ပေါ့နော်ဆိုတော့ဒီ2009 2009မှာလဲကျွန်တော်တို့ဒီ nugget နှစ်ပတ်လဲတစ်နှစ်နှစ်ပတ်လဲကျွန်တော်တို့ဟလာဒီရေးခဲ့တယ်အဲသွားခဲ့တယ်အဲပြီးတော့ကျ2010ပေါ့နော်2010ဆိုရင်ကျွန်တော်ဟလာမမေရဂီရီမုံတိုင်းတိုက်တယ်ဟလာဒီရခိုင်ကိုဝင်တဲ့ အဝင်တယ်ပေါ့နော်အဲ့ဂီမူနိုင်းလင်မှာလည်းကျွန်တော်တို့ကဒီ nugget အတွေ့အကြုံကြောင်းပေါ့နော်ဟိုရုံးကနေကျွန်တော်ဒီဂီမူနိုင်းဟိုအကြောင်းရေးဖို့ရခိုင်ကိုလွတ်တယ်တရင်တော့တယောက်နဲ့ရခိုင်ဂီမူနိုင်းနဲ့ပတ်သက်ပြီးတော့လည်းကျွန်တော်တို့ဟလာဒီသတင်းတွေအများကြီးရေးခဲ့တယ်ကျွန်တော်တို့မရောက်ဖူးခဲ့တဲ့ဒီအဲဟိုရခိုင်ဒေသပေါ့နော်ရခိုင်ဒေသကိုတော်တော်နှံ့ငယ်လို့ပြောရပါဘူးဟလာကျွန်တော်တို့သွားခဲ့တာဆိုရင်ဟလာမကွေးမင်းဘူးအဲအဲဒီဒီဟိုမအီကြောက်ဖြူ အမြေပုံပြီးတော့ပေါတော့ဗောနော်ပေါတော့ဟလာဒီအဲပြီးတော့စစ်တွေအဲမြောက်ဦးဗောနော်တရခိုင်မြို့နယ်တော်တော်များများကျွန်တော်ရောက်ခဲ့တယ်အဲဆိုတော့အဲ့ဒီမှာပဲဒီ2010ရွေးကောက်ပွဲဗောနော်အဲဆိုတော့2010ရွေးကောက်ပွဲကိုကျွန်တော်တို့ဟလာဒီစစ်တွေမှာထိုင်လုပ်ပြီးတော့ကျွန်တော်တရင်နေလိုက်ခဲ့တယ်အဲစောင်းမားတွေရေးခဲ့တယ်ဆိုတော့ 2010ပြီးတဲ့အခါ2017 12 73ပေါ့နော်တတိယတော့မြန်မာနိုင်ငံရဲ့ဒီမိုကရေစီအပြောင်းလဲကြီးပဲဆိုတော့သတင်းစာလွတ်လပ်ခွင့်နေကျွန်တော်ရခဲ့တယ်အရင်တော့စစ်စည်းအောက်မှာကျွန်တော်လုပ်ခဲ့တယ်ဆိုတော့အဲ့ဒီဒီနောက်ဟိုပါပေါ့နော်ဒီ2010နိုင်ငံရေးအပြောင်းလဲတွေဖြစ်ပြီးတဲ့အခါကျတော့ဟာဒီသတင်းစာသတင်းစာလွတ်လပ်ခွင့်ရတဲ့ဇုံညာရခဲ့တယ်စစ်စည်းတွေပျောက်သွားတယ်ပေါ့နော်ဆိုတော့ပြီးတဲ့အခါကျတော့ဘာတွေကကောင်းလာလဲဆိုတော့ကျွန်တော်တို့ဒီသတင်းစာပညာပေါ့နော်အရင်တော့ ဒီစစ်စိုးရဲ့အောက်မှာကျွန်တော်တို့ဟိုလေးလာခိုးချောင်ခိုးရဲလေးလာခဲ့ရတဲ့သင်းစာပညာကိုဒီ2010အလွန်မှာကျွန်တော်တို့လွတ်လပ်ကြီးလေးလာခွင့်ရခဲ့တယ်ဆိုတော့ဆိုတော့ပြီးတဲ့ခါကျတော့ကျွန်တော်တို့ကိုယ်တိုင်လည်းဒီသတင်းစာပညာကိုပေါ့နော်ကျွန်တော်လေးလာခဲ့တာတွေအတွေ့အကြုံတွေကိုပြန်ပြီးတော့မျှဝေတယ်ပေါ့နော်ဆိုတော့အဲ့ဒီကာလမှာကျွန်တော်မျှဝေနိုင်ခဲ့တဲ့ဒီ trainer တယောက်အနေနဲ့လည်းလုတ်ခဲ့လုတ်ခဲ့ရတယ်ပေါ့နော်ဆိုတော့ဒီ2006ကနေ2000အာ25အထိ25အထိပေါ့နော် ဆိုတော့ဟိုသတင်းသမားတယောက်နေလဲကျွန်တော်သတင်းတွေစောင်းမားတွေရေးခဲ့တယ်ပြီးတော့အေဒီတာတယောက်နေနဲ့လဲကျွန်တော်သတင်းခန်းထဲမှာသတင်းတွေကိုဟလာဒီတီးဖြတ်ခဲ့တယ်ပြီးတော့ကြာတော့ဟိုသတင်းတီးဖြတ်ရုံအပြင်ပေါ့နော် ကျွန်တော်ကစာစာရေးရှင်တဲ့အတွက်ဒီအေဒီတာလုံနေနေလဲစာတွေအများကြီးရေးပြစ်ခဲ့တယ်အထူးသဖြင့်တော့ဟလာဒီစောင်းမားတွေပေါ့နော်သတင်းစောင်းမားတွေအတွေးမြင်တွေအစေးတွေပြီးတော့ကြာတော့ကျွန်တော်ခီးထွက်တဲ့ကောင်မှာခီးသွားစောင်းမားတွေအများကြီးရေးခဲ့တယ် profile တွေကျွန်တော် ဟိုရေးခဲ့တယ်ဆိုတော့ဒီအဲဆိုတော့အဲ့အတွေ့အကြုံလေးပေါ့နော်အခု19နှစ်ပြည့်ခဲ့ပြီဆိုတော့အခုလည်းကျွန်တော်စာရေးရေးပစ်သေးပါဆိုတော့ဒီအဲ19နှစ်ကျွန်တော်ဖြစ်သန်းခဲ့တဲ့အတွေ့အကြုံလေးပေါ့နော်ဒီအတွေ့အကြုံလေးကိုမျှဝေမယ်ဆိုတဲ့စိတ်လေးကျွန်တော်ဟိုဖြစ်တယ်ပေါ့နော်မျှမျှဝေမယ်ဆိုတော့အခုလည်းအားလုံးဒါဒီအဲဟိုလုံနေကြတဲ့ဟို channel ပေါ့နော် YouTube channel လေးမှာဟလာ YouTube channel ဖွင့်မယ်ကျွန်တော်တို့သတင်းသမားတွေဟလာကိုယ့်ရဲ့ဒီဒီပေါ့နော်ဟို content လေးတွေနဲ့ဟလာဒီဒီမျှဝေကြတယ်တင်ဆက်ကြတယ်ပေါ့နော်သတင်းမီဒီယာရဲ့ပုံစံကအများကြီးပြောင်းလဲသွားတယ်ဆိုတော့ဟိုအရင်တော့ကျွန်တော်တို့ပုံနှိပ်တဲ့ channel တွေနဲ့သတင်းစာတွေနဲ့တွားခဲ့တာဟုတ်အခုကကျတော့ online ခေတ်ဖြစ်တယ် online ဖြစ်တယ်အဲ့ဒီခါမှာကျွန်တော်လည်းစဉ်းစားမိတာအခုဟိုလာဟို အများလုံနေတယ်လို့ပေါ့နော်ဒီ YouTube channel YouTube channel တခုလုံမယ်ပြီးတစ်ခါကျတော့ကျွန်တော်လေ့လာခဲ့တဲ့ကျွန်တော်တို့တွေ့ကြုံခဲ့ရတဲ့သတင်းစာပညာတွေကိုဒီမှာမျှဝေခြင်းလည်းပေါ့နော်ဆိုတော့ဒီအဲသတင်းဆိုတာဘာလဲပြီးတစ်ခါကျတော့သတင်းတောက်တွေဘလို့အလုပ်ကြလဲပေါ့နော်သတင်းတွေကိုဘလို့ရေးကြလဲသတင်းတွေမှာဘာတွေပါလဲပေါ့ပြီးတစ်ခါကျတော့ဒီကျွန်တော်တို့သတင်းသမားတွေရဲ့ကြင့်ဝတ်တွေနော်သတင်းအရေးချင်တာရေးလို့မရဘူးကျွန်တော်တို့မှာကြင့်ဝတ်တွေရှိတယ်ဟာလာဒီဒီအဲ့ကြင့်ဝတ်တွေကဘာတွေလဲပေါ့ဆိုတော့အဲ့ဒါတွေကိုကျွန်တော် လာဒီအဲကျွန်တော်လေးလေးလေးလာအခဲသမျာကျွန်တော်တွေ့ကြုံခဲသမျာပေါ့နော်ဆိုတော့ကျွန်တော်ပြန်မျှဝေခြင်းနဲ့ပြီးတခါကျတော့ဒီစောင်းမရေးသားခြင်းပေါ့နော်ဆိုတော့စောင်းမရေးသားခြင်းကိုလည်းကျွန်တော်သိသလောက်ကျွန်တော်ပြန်ပြီးတော့မျှဝေမယ်ဆိုတော့အဲဒါအပြင်ပေါ့နော်ဒီဒီဟလာဟိုအဲကျွန်တော်ရေးခဲ့တဲ့စာတွေပေါ့နော်အဲ့ဒီစာတွေကိုလည်းထုံးစံတိုင်းပေါ့နော်အတန်လေးဖတ်အတန်လေးဖတ်ပြီးတော့ ျွန်တော်တစ်ဆက်တစ်ဆက်မယ်ဆိုတော့ဟိုဒီမှာဘာပါလဲဆိုတော့လာကျွန်တော်ရေးခဲ့တဲ့စောင်းမားတွေပေါ့နော်။ဘာကြောင့်ကျွန်တော်ရေးခဲ့တာလဲဒီစောင်းမားတွေကိုလာဘလို့ဖြစ်ပြီးရေးခဲ့တာလဲပေါ့နော်။ပြီးတဲ့ခါကျတော့ဟိုဒီစောင်းမားတွေနောက်ွယ်မှာကျွန်တော်ဖော်ပြွက်မရခဲ့တဲ့အကြောင်းအရာလေးပေါ့နော်။ဒီအရာလေးလည်းကျွန်တော်ပြန်ပြီးတော့ဟိုပြောချင်တယ်စိတ်ဝင်စားစရာတွေလည်းရှိတယ်။သတင်းစာပညာကိုလေ့လာချင်သူတွေသတင်းသမားတွေလာဘာတွေလုပ်လဲသတင်းနေရာဘာလဲ ဆိုတာကိုသိကျင်သူတွေပြီးတော့ကျောင်းစာရေးကျင်သူတွေပေါ့နော်စာရေးကျင်တဲ့သူတွေအာကျွန်တော် channel လေးကို like လုပ်ထားလို့ရပါတယ်ဟုတ်အားလုံးကျေးဇူးတင်ပါတယ်